အမေရိကန်အောက်ခွန်နယ်လူမှုကြီးကြပ်ရေးဌာန USCIS ကအောက်တိုဘာ28ရက်နေ့ကစလို့ electronic payment စနစ်ကိုပဲလက်ခံတော့မှာဖြစ်ပါတယ်။လူမှုကြီးကြပ်ရေးဌာန USCIS မှာအရင်ကလျှောက်လာတင်တဲ့အခါကြားတဲ့ငွေကိုချက်လက်မှတ်ရေးပေးတာဒါမှမဟုတ် money order ဝယ်ပြီးပို့ပေးတာမျိုးလုပ်လို့ရကြရကနေကြားတဲ့ငွေကို credit card ဒါမှမဟုတ် debit card နဲ့ပဲ electronic စနစ်နဲ့ပေးရမှာဖြစ်ပါတယ်။ ကိုလျှောက်လာအသီးသီးအတွက်ကြာတဲ့ငွေကိုပေးတဲ့နေရာမှာလဲ electronic payment စနစ်နဲ့ online ကနေတိုက်ရိုက်ပေးလို့ရနိုင်တယ်လို့ဒုတိယနည်းကတော့ USCIS ကညွှန်ကြားထားတဲ့အတိုင်း G1450 ဆိုတဲ့ form ကိုဖြည့်ပြီးစားရက်ကနေကြာတဲ့ငွေကိုပို့ပေးလို့ရနိုင်ပါတယ် form ထဲမှာကိုယ့်ရဲ့ credit card ဒါမှမဟုတ် debit card နံပါတ်နဲ့တခြားလိုအပ်တဲ့အချက်အလက်တွေဖြည့်ပေးရမှာဖြစ်ပါတယ် G1450 form ဟာတမျက်နာသာရှိပြီးဖြည့်ရမယ့်အချက်အလက်တွေကတော့ကိုယ်နာမည်လိပ်စာမိမိရဲ့လက်မှတ် ကတ်နံပါတ် Visa Master ကစသဖြင့်ကတ်အမျိုးအစားတက်တန်းကုန်ဆုံးမဲ့နေ့ရက်နဲ့ကြာတဲ့ငွေပမာဏတွေပဲဖြစ်ပါတယ်ဒီနည်းကကိုယ့်ရဲ့လျှောက်လာတွေကို online ကမဟုတ်ပဲစားရက်ကနေပို့ပေးမဲ့သူတွေအတွက်သာဖြစ်ပါတယ် DG 1450 Fund နဲ့ငွေပို့မယ်ဆိုရင် Visa Master ကတ် American Express စသဖြင့်တမရိုးကြ credit card တွေနဲ့ debit card အပြင်လိုအပ်သလောက်ငွေကြိုထည့်ထားနိုင်တဲ့ prepaid card ကိုလည်းသုံးနိုင်တယ်လို့ဆိုပါတယ်အရေးအကြီးဆုံးလိုအပ်ချက်ကတော့ ဘဲကတ်နဲ့ပဲပေးပေးကတ်ထဲမှာလုံလောက်တဲ့ငွေကြေးပမာဏရှိနေရမှာဖြစ်ပြီးမရှိဘူးဆိုရင်တော့ကိုယ့်ရဲ့လျှောက်လွှာကိုပယ်ချတဲ့အထိအဆိုးဆုံးဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒီနေရာမှာ USCIS ကချင်းချက်တစ်ခုအနေနဲ့ဖော်ပြထားတာကတော့တကယ်လို့လူတူးတယောက်ကအခြေအနေအကြောင်းကြောင့်ဘဏ်အကောင့်ဖွင့်လို့မရခဲ့ဘူးဖြစ်နေတယ်ဒါမှမဟုတ်အဲ့ဒီလိုဖွင့်ဖို့အတွက်တနည်းနည်းနဲ့အဟံအတားတွေနဲ့ကြုံနေရတယ်ဆိုရင်နောက်ထပ်ဖောင်တစ်ခုဖြစ်တဲ့ G1651 ဆိုတဲ့ဖောင်ကိုဖြည့်ပြီး electronic payment စနစ်ကနေကင်းလွတ်ခွင့်အတနာခံလွာ USCIS ကိုပို့လို့ရနိုင်ပါတယ် G1450 ဖောင်ကိုဖြစ်ပြီးစာရက်ကပို့တဲ့သူတွေအတွက်အပိုဆောင်ငွေတပြားမှပေးစရာမလိုဘူးလို့ဆိုပါတယ်ခင်ဗျာအားလုံးကံကောင်းနိုင်ကြပါစေကျွန်တော်ဇောင်းဝင်လိုက်ပါ